ဒီနေ့မှာတော့နွားကြောင်သားလေးရဲ့နတ်ဖျားမှတ်တမ်းအပိုင်း53ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဇလတ်အဆက်မှာတော့ချင်မူတယောက်အဖိုးထုဖူးရဲ့ခန္ဓာကိုယ်အောက်ပိုင်းကိုဗန်နာတိုက်ပြင်ဘက်မှာလိုက်လံရှာဖွေနေခဲ့ပြီးရှစ်ထောင်အန်စာတုံးကလည်းတော့အဖြစ်ထမ်းဆောင်ပေးနေပါတယ်။ခန္ဓာကိုယ်အောက်ပိုင်းကိုအတွင်းပိုင်းနေရာတစ်ခုမှာတိချဝတ်ထားကြတာဖြစ်လို့အပြင်ဘက်ချမ်းမှာတော့အဖိုးတန်ဆေးဝါးပစ္စည်းမျိုးစုံနဲ့ဆေးတန့်စင်အိုးကြီးတွေထပ်မံပြင်တွေးလိုက်ရပေမဲ့ချင်မူက dressing ၅မျိုးအဆင့်ဖြစ်နေလို့လက်ရှိမှာတော့အသုံးပြုနိုင်မှာမဟုတ်သေးပါဘူး။ ဒါအပြင်လင်းယူရှုကစိန်ခေါ်တိုက်ခိုက်နေတုန်းဖြစ်လို့ချင်းမှုလဲအပေါ်ဘက်ဆက်တက်သွားလိုက်ရင်စွမ်းအားမြင့်ကိုတဲ့အမြူတီသုံးပါးတိုင်းရဲ့ကြည့်စင်ရုပ်ပုံတစ်ခုကိုအမတ်မထင်မြင်လိုက်ရပါသေးတယ်။အထက်ပေါင်းများစွာတက်ပြီးဒီလိုမျိုးလိုက်ရှာနေတဲ့အခါမှာတော့ရွှေရောင်လင်းထွက်နေတဲ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုကိုအိုးကြီးတစ်လုံးတွင်းမှာရှာတွေ့လိုက်ပေမဲ့လည်းအဖိုးထုပုဥ္စာနဲ့တူညီနေခြင်းမရှိပါဘူး။ဘနာတိုက်တစ်ခုလုံးမှာခန္ဓာအောက်ပိုင်းရှိမနေတဲ့အပြင်လက်ရှိတပိုင်းပြက်ကလည်းကိုယ်ရှင်ထက်တောင်အရှိန်ဝါကြီးမားနေတဲ့အတွက်ချင်းမူလဲဒီကိစ္စကိုစဉ်းစားရင်းအတွင်းနဲ့သွားရပါတော့တယ် လက်ရှိခန္ဓာကိုယ်ကကိုယ်ဝေရှင်ဖြစ်သူနဲ့အချိန်ဝါချင်းတူညီနေတာကြောင့်ကိုယ်ဝေရှင်ကအဖိုးထုပုရဲ့ခန္ဓာကိုယ်အောက်ပိုင်းကိုသူ့စီမှာတက်ဆင်ထားခြင်းလို့သူ့ကိုယ်သူခုတ်ဖြတ်ပစ်လိုက်တာများလားဆိုပြီးအကြောင်းအရင်းကိုတဖြည်းဖြည်းနားလည်လာခဲ့ပါတယ်။အဖိုးထုပုကနတ်ဖျားတွေနဲ့တောင်ရှင်ပြိုင်တိုက်ခိုက်နိုင်သူဖြစ်လို့ခန္ဓာကိုယ်တဝက်ဆိုရင်တောင်တခြားသူတွေအတွက်တော့တဘောကလုံးမရရှိနိုင်မဲ့အဖိုးတန်ရတနာဖြစ်နေခဲ့တာပါ။ တစ်ဖက်မှာလည်းဝူကဲဟန်ကကိုဝေကြီးကဲတွေကိုခုတ်ပိုင်းတက်ဖြတ်ပြစ်နေပြီးပြိုင်ဘက်ဖြစ်နေတဲ့သူတိုင်းဟာပုံစံမျိုးစုံတည်ဆုံနေကြရသလိုကိုဝေရှင်ကိုစိတ်ဆော့ပေးတဲ့အနေနဲ့အလောင်းတွေပြန်ပစ်ပေးလိုက်ပါတယ်။အောက်ပိုင်းခန္ဓာကိုယ်ကိုတားမြစ်ချက်တွေဝန်းရံထားပြီးအလွယ်တကူခိုးယူနိုင်ခြင်းမရှိတာကြောင့်ချင်းမူကကောင်းကင်ကိုပါနှက်မျက်လုံးကောက်ဖွင့်လိုက်ရင်အစီရင်တစ်ခုလုံးကိုခြုံငုံကြည့်ရှုလိုက်ပါတော့တယ်။အစီရင်တွဲမှာဆိုရင်ပြောင်းလဲနေကြတဲ့တားမြစ်ချက်မျိုးစုံပြင်အံကွက်တစ်ခုချင်းစီထဲမှာလည်းနဆိုးဝိညာဉ်တွေအများကြီးချိတ်ပိတ်ခံထားတာမို့ဖြည့်ရှင်းချက်မှာသွားမယ်ဆိုရင်အပြင်ဘက်ထွက်လာနိုင်ပါတယ်။ အချိန်များကြီးမရှိတာကြောင့်တင်ယူခဲ့တဲ့နီလန်းတွေအတိုင်း8000အန်စာတုံးကိုဗဟိုချက်မှထားရှိလိုက်ပြီးလက်ဟန်မျိုးစုံပြောင်းလဲလိုက်ကကျေပုံစံရှိနေကြတဲ့ယာတီခွင်12မျိုးလုံးကိုမှန်မှန်ကန်ကန်ပြောင်းလဲပြစ်နေခဲ့ပါတယ်ခဏအကြာမှာတော့တားမြစ်ချက်ကိုဖြည့်ရှင်းပြစ်လိုက်နိုင်ပြီးရွှေရောင်ကာကွယ်ကြီးလဲရောင်ဝါကျဆင်းသွားပြီဖြစ်တာကြောင့်အဖိုးချွဲကြည့်တင်ပေးထားတဲ့ကောင်းကင်ခိုးယူနယ်ခြေလန်းကိုအ мян တက်သွင်းလိုက်ပါတော့တယ် ဒါအပြင်ရှိသမျှအရာအလုံးကိုလူမသိအောင်ခိုးယူနိုင်တဲ့နေလေပြောင်းခြင်းလက်ကြောင်းအမြန်တုံးပို့တိုးသွားခဲ့ရသလို8000အန်စာတုံးနဲ့အကာရန်တွေကြားတဲ့ထိုးဖောက်ဝင်ရောက်ပြစ်လိုက်ပါတယ်။နောက်ဆုံးတမ်းမြစ်ချက်ကိုလက်တီတစ်ချက်အာကုန်ပြစ်ထိုးလိုက်ပြီးအထဲဘက်ဖောက်ဝင်သွားတဲ့အခါမကောင်းဆိုးဝါးဝိညာဉ်တွေဝိုင်းအောင်တိုက်ခိုက်လာပြန်တာမို့ချင်မူကပုတ်ကတိကရှောင်းတိန်လိုက်ရပြီးဖမ်းချုပ်မှုရောက်လာမဲ့အချိန်မှာပဲခန္ဓာအောက်ပိုင်းပြက်ကိုဒိန်းစီရရှိသွားနိုင်ခဲ့ပါတယ်။ချင်မူအပြင်ဘက်ရောက်သွားတဲ့အခါတမ်းမြစ်ချက်လည်းအကောင်းတိုင်းပြန်ဖြစ်သွားပြီးဝိညာဉ်ဆိုးတွေကလည်းပြန်လဲပိတ်လောင်ခံလိုက်ရပါပြီ။ အရေးကြီးတဲ့အရာကိုအရင်ယူပြီးသွားတဲ့နောက်မှာတော့လူရိုးလေးချင်မှုတယောက်ဘန်နာတိုက်တစ်ခုလုံးမှရှိနေတဲ့အဖိုးတန်ဆုံးရတနာတွေနဲ့အကောင်းဆုံးဆိုတဲ့အရာတွေကိုစိတ်ကြိုက်လိုက်ယူပါတော့တယ်။ယူထားတဲ့ပစ္စည်းတွေကိုနေရာလူအကြီးကြီးရှိတဲ့တောင်းတဲ့အိတ်ထဲထည့်သွင်းလိုက်ရင်နောက်ပိုင်းကျရင်ဒီလိုကိစ္စတွေကိုရှော့လို့ရမယ်မဟုတ်ရင်အဖိုးထုဖို့လို့ဖြစ်တော့အောင်မယ်ဆိုပြီးအပြင်ပြန်ထွက်လာပါတယ်။လင်းရီရှော့ကတကားပိတ်တိုက်ခိုက်နေစေဖြစ်ပြီးပညာရှင်တယောက်ကိုအနိုင်ယူပြီးသွားတိုင်းမှာဒဏ်ရာဒဏ်ချက်တွေအတော်လေးရရှိနေခဲ့တယ်လို့ဝင်ကူညီပေးခြင်းနဲ့စိမ့်ပြနွားကိုလည်းတခြားသူတွေဒါစီထားကြပါတယ်။ လေကားအောက်ဆင်းလာတဲ့အခါနဆိုးအငွေ့တက်ရှိနေတဲ့ပြဆောင်းတစ်ခုနဲ့အတူခြံကန်ရဲ့တနာတစ်ဖြစ်လဲဘုံပြတက်ကြီးကိုလည်းထပ်မံမြင်တွေးလိုက်ရတဲ့အပြင်နတ်ဖျားစကားတန်ရှိနေတဲ့အယိုးချောက်လက်ဖြန်တစ်ခုကိုလည်းစိတ်ဝင်စားဖွယ်တွေးလိုက်ရပြန်ပါတယ်။နတ်ဖျားလက်များဖြစ်နေမလားဆိုပြီးစိတ်ဝင်စားသွားတဲ့ချင်မူကအကာရန်ဖွင့်လှစ်လိုက်ပြီးလက်ဖြန်ရုပ်ကိုရှောင်းပေါင်သားနဲ့ဆွဲထုတ်ကတောင်းတဲ့အိတ်ထဲထပ်ထည့်လိုက်ပြန်ပါတယ်။အဲ့ဒီနောက်မှာတော့လေကားအောက်ပြန်ဆင်းနေပြီးလမ်းမှာတွေးတဲ့အရာတိုင်းကိုစိတ်ကြိုက်ထည့်သွင်းနေလျက်ရှိသလိုနဆိုးတန်စင်ပြဆောင်းပါဝင်စေးတန်စင်အိုးကြီးကိုလည်းထိုးသွင်းပစ်ထည့်လိုက်ပြန်ပါတယ်။ တောင်းတဲ့အိတ်ထဲကိုရောက်သွားတဲ့ပစ္စည်းတိုင်းကအသေးစားလေးတွေဖြစ်သွားကြပြီးဓာချိုတစ်ချောင်းကိုလည်းရေဒနာတိုက်ရဲ့အတွင်းဘက်ချက်မှတေချာသိမ်းစီထားမှန်ထက်မှန်ရှာတွေ့တော့ပါတယ်။ဓာချိုကတာမန်ပုံစံရှိနေပေမဲ့ဗာမန်းနားမလဲရင်တောင်အဖိုးတက်မှတေချာတယ်ဆိုပြီးတွေးတမျှပစ္စည်းတိုင်းကိုအကုန်သိမ်းယူပြလိုက်တဲ့နောက်နန်းတော်တစ်ခုလုံးကိုအင်းခွေးချပေးခဲ့ရအောင်မယ်ဆိုကမျောလွင့်နှံသာစေအိုးကြီးပြန်ဖော်ပေးခဲ့လိုက်ပါတယ်။ဘန်နာတိုက်ထဲကနေရေဒနာများစွာယူထားမိလို့ချင်မူစိတ်မကောင်းဖြစ်နေပေမဲ့ သူမကြိုက်တဲ့အရာတွေနဲ့တာမန်ပစ္စည်းတွေခြံထားပေးခဲ့သေးတာပဲဆိုပြီးသူစိတ်သူပြန်ဖြေလိုက်တယ်လို့အိတ်ဆိတ်ငွေတွေကိုလည်းလက်ဆောင်ပြန်ပေးထားခဲ့ပါတယ်။အငွေတွေထွက်လာတဲ့အခါချင်မူကဖြီးစည်းကြိုတောက်လိုက်ပြီးနန်းတော့အပြင်ဘက်ထိခရမ်းငွေတွေဖုံးအုပ်သွားချိန်မှာတော့ရောက်ရက်ခတ်နေတဲ့ကိုဝေးပညာရှင်တွေလည်းတယောက်ပြီးတယောက်အကုန်ပြစ်လဲသွားကြပါတော့တယ်။အစိမ့်ငွေတွေကြားကနေပြန်တန်းထွက်ပြေးနေသူတွေလည်းအပြင်ဘက်မရောက်ခင်မှာပဲသတိလေးပြုတ်ကျနေခဲ့ရပြီးမျောလွင့်နှံ့တာမှန်းသိလို့ဟူလင်းအားလည်းတခင်လေးအသက်ရှင်နေသေးတယ်ဆိုကပျော်ရှင်သွားခဲ့ရပါတယ်။ နွားနွားလေးလဲအိတ်ဆင်းငွေတွေကိုနောက်တစ်ကြိမ်ပြန်မခန်းစားကျင်တော့လို့အမြန်ထွက်ပြေးလိုက်ပေမဲ့သူတို့လည်းသတိမေ့သွားကြရပြီးချင်းမူကဝင်ရောက်ဖေးကူလိုက်ရင်၃ယောက်လုံးကိုဖြည့်ဆည်းတိုက်ကျွေးလိုက်ပါတယ်။ဒံယာပြင်းထန်နေတဲ့လင်ယူရှုကိုတေချာကယူဆိုင်ပေးနေပြီးသူမသတိပြန်ရလာတဲ့အခါနွားချောင်းသားလေးကို တကယ်သက်ရှင်နေသေးတာလားဒါမှမဟုတ်သူမအိမ်မက်မက်နေတာလားဆိုပြီးစိတ်ဆွဲပြစ်လိုက်ပါတော့တယ်။ ချင်းမူကလင်ယူရှုကိုဖေးကူပြီးစိမ့်ပြနွားကိုဆွဲခေါ်သွားတဲ့အတွက်နွားနွားလေးနဲ့ဒီရွာသားလေးကသူ့ကိုစိတ်ထက်ခတ်သွားပြန်ပြီဆိုကမချင်းမနဲ့ရည်ရွနေတဲ့အချိန်ပါရှန်းကလည်းအစီစဉ်အောင်မြင်မှန်းသိသွားလို့ဒီဘက်တိုက်ပွဲကိုအချိန်ဆက်ဆွဲပေးထားမယ်ဆိုပြီးအစီရင်ကောက်ခင်းပြစ်လိုက်ပါတယ်။နင်းတောင်ဘက်ထိတိုင်အစိမ့်ငွေတွေဖုံးလွှမ်းနေလျက်ရှိပြီးချင်းမူတို့လှေပေါ်ရောက်လာကြတဲ့အခါပါရှန်းသခင်ကြီးကတိုက်ပွဲမှာဆက်ရှိနေသေးကြောင်းစိမ့်ပြနွားသတိပေးလာတော့ ရှင်မူကသူတို့ထွက်သွားပြီးတဲ့အခါဆရာတို့အကိုကြီးကိုပြန်သွားခဲ့ကြမယ်ဆိုပြီးလှော့တက်ကောက်ခတ်ကြည့်ပေမဲ့နည်းနည်းလေးတောင်နေရာရွေ့သွားခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်တည်နေတဲ့လေသမားကိုကောင်းကင်နဲ့စိုးတိုင်းနဲ့အ мян ထိန်ချုပ်ပစ်လိုက်ပြီးတဖက်ကန်းစီအ мян သွားလိုက်ကြတဲ့အချိန်ကိုဝေကြီးကဲတွေလည်းသူတို့နန်းတော်ကြီးတခုခုဖြစ်မှန်းတီးလိုက်ရတာကြောင့်အ мян ပြန်ပြေးလာနေကြပါတယ်။ကဲရောက်တဲ့အခါစိမ့်ပြနွားကိုအ мян ဆုံးပြစ်ခိုင်းတဲ့အခါနွားနွားလေးကလည်းတနာကြီးမိုင်800နုံလောင်းနဲ့ရှေ့ပြေးပေးလိုက်တာကြောင့်စိတ်ကြောင်းသူတွေရှိနေတဲ့မြခင်လွင်ပြင်ဘက်ကိုပြန်ရောက်ရှိလာကြပါတယ်။ ရှာထွက်နေတဲ့စိမ့်ပြနွားကသူများရေတွေအကုန်တောက်ပစ်လိုက်လို့ဒီလိုဆက်တောက်နေမယ်ဆိုရင်သူတို့ရွာအတွက်တောင်ရေကျမ်းမမဟုတ်တဲ့အကြောင်းအဖိုးကြီးဝင်တတိပေးလာခဲ့ပါတယ်။ချင်မူကခရီးလန်းတလျှောက်မှာအလုံးမောပန်းခဲ့ရတာကြောင့်အခုလိုလုံးမိတာဖြစ်ကြောင်းတေချာပြန်ရှင်းပြလိုက်တော့အဖိုးကြီးလည်းစိမ့်ပြနွားကိုတစ်ချက်ကြည့်လိုက်ပြီးအလွန်တန်ဆွမ်းကြောင်းပြောလာပါတယ်။ရွာထဲမှာဆိုရင်လည်းနွားမတွေအများကြီးရှိနေတာမို့မျိုးဆက်ကြည့်ကျင်ကြလာဆိုပြီးအဖိုးကြီးကန့်လန့်လာတော့စိတ်တူသွားတဲ့နွားနွားလေးလည်းသူဟာမျိုးဆက်တော့မဟုတ်တလို့သူ့ရင်ထဲမှာလည်းချစ်ရသူရှိနေပြီသားဆိုပြီးရံပြန်တွေ့ပေးလိုက်ပါတယ်။ နွားတကောင်က စကားပြောနေတာမြင်တော့မကောင်းဆိုးဝါးကောင်ကြီးဆိုပြီးအဖိုးကြီးထိတ်လန့်သွားရတဲ့အတွက်ချင်းမူကဝင်ရောက်ကူညီပေးလိုက်ရတယ်လို့ဟူလင်းအားကလည်းသူမကမှမြေခွေးမိတ်ဆာလေးလေးဆိုပြီးမျက်နှာဝင်ပြောင်းနေပြန်ပါတယ်။ချင်းမူတို့ကိုဘေကျင်းကရွာကနေထွက်ပြေးလာကြရမလားဆိုပြီးအဖိုးကြီးမေးလာတဲ့အခါသူတို့ဘက်ကလည်းချော်လဲရောထိုင်ပေးလိုက်ပါပြီ။ဘေကျင်းကရွာဟာသူတို့ရွာထက်အခြေအနေပိုကောင်းတာကြောင့်ချင်းမူတို့ဟာစမ်းကြဲသားရဲ့တွေမွေးမြူနိုင်ကြတာဖြစ်ကြောင်းသူ့ဘာသာခံမှန်းနေပါတယ်။ ညခင်းလွင်ပြင်တဲမှာဆိုရင်လူငယ်တွေအကုန်လုံးကိုစစ်ပွဲတွေဆွဲသွင်းနေကြလို့အခုလိုထွက်ပြေးသူတွေရှိနေကြောင်းပြောရင်ချင်းမူတို့ကိုလည်းဒီရွာလေးထဲမှာတညတာနားခိုခွင့်ပြုပေးလိုက်ကြပါတော့တယ်။အဖိုးကြီးကသူ့အိမ်စီခေါ်သွားပေးနေပြီးချင်းမူကအရှိဆုံးကနေစိတ်တွေထိန်ချောင်းပေးနေပါတယ်။ဒါကိုမြင်တော့ဒီလိုကျွမ်းကျင်သူမျိုးကသာစိမ့်ပြနွားကြီးကိုမွေးမြူနိုင်တာဆိုပြီးအဖိုးကြီးကြီးကျူးလိုက်တဲ့အခါလင်ယူရှို့လည်းနွားចောင်းသားလေးဆိုတဲ့နာမည်ကအရန်အုံဝင်ကြောင်းပြောရင်ဟိုးအရင်တုန်းကဘလို့ကောင်းတွေចောင်းခဲ့ဘူးသေးလဲဆိုတာထပ်မေးကြည့်လိုက်ပါတယ်။ ချင်းမူလဲအတိတ်တွေပြန်တရီရသွားလို့သူ့အကြောင်းမပြောချနဲ့ဆိုပြီးမိကွန်းရှောင်လိုက်ရပါပြီအဖိုးကြီးကချင်းမူဟာကျမ်းမာတန်ဆွမ်းပြီးလောက်ရိတ်ကင်ရည်ရှိတယ်လို့လူကြီးတွေပေါ်မှာလဲလေးစားမှုရှိတယ်ဆိုကလင်းရီရှုကိုလဲလူကဲခတ်မှန်ကန်ကြောင်းပြောတော့အဖိုးထင်တယ်လို့မဟုတ်ပါဘူးဆိုပြီးဝတ်တုံးမှလဲရှက်သွေးဖြာသွားခဲ့ရပါတော့တယ်အဲ့ဒီနောက်မှာတော့အဖိုးကြီးအိမ်ကိုရောက်လာကြပြီးချင်းမူကရွာမှာလဲသူ့ဘက်ထမင်းချက်နေကြဆိုပြီးအဖွားကြီးနဲ့အတူမိဖို့ကြောင့်ဝင်သွားလိုက်ပါတယ် ီအိမ်လေးမှာဆိုရင်အဖိုးအဖွားနှစ်ယောက်သာရှိပြီးမြခင်ပြလူရိုင်းတွေဟာစစ်ပွဲခုံမင်သူတွေဖြစ်နေကြလို့ရေကောင်းလူငယ်လေးတွေဘဝဟာတော့စစ်မြေပြင်ရောက်နေကြသူတွေနဲ့ထွက်ပြေးတေဆုံးသူတွေဖြစ်နေကြရပါတယ်ဒီလိုအကြောင်းပြချက်တွေကြောင့်ဒီရွာလေးထဲမှာငယ်ငယ်သူတွေ၆ကက်နေပြီးတက်ကြီးရွယ်အိုတွေနဲ့သာအထီးကျန်ဆန်နေကြရတယ်လို့အဖိုးကြီးရဲ့ကလေးနှစ်ယောက်ကလည်းစစ်ပွဲတဲခေါ်ဆောင်သွားခံရပြီးပြန်လာနိုင်စွမ်းမရှိကြတော့ပါဘူး ချင်မူကထမင်းချက်နေပြီဖြစ်လို့အဖွားကြီးအပြင်းပြန်ထွက်လာပြီးလင်းရီရှိုးတို့အကြောင်းမင်းမြန်းစူးစမ်းကြည့်နေတဲ့အချိန်တခြားရွာသားတွေကနွားမတွေဆွဲခေါ်လာပြီးမျိုးဆက်ဖို့ပြင်နေတာကြောင့်နွားနွားလေးစိတ်ညစ်ဖီးကျဲနေရပါတယ်။အဖွားကြီးကလင်းရီရှိုးကိုတေးချာကြည့်ရှုနေပြီးသူတို့နှစ်ယောက်ကိုလိုက်ဖက်ကြောင်းပြောနေတယ်လို့ချင်မူကလည်းဒီလိုမျိုးချောမောတောင်းဖြောင်းသူကိုမိမတော်ထားရတဲ့အတွက်ကံကောင်းသူဖြစ်ကြောင်းထင်ရမြင်ရပြောနေကြပါတယ်။ ချင်မူတို့ကိုအပြင်ဘက်မှာတနည်းလောက်ကြအောင်စစ်ပွဲရှောင်တိန်ခိုင်းနေကြပြီးခလေးတွေမွေပြီးတဲ့အခါကျမှမိဘတွေစီပြန်ခေါ်သွားလိုက်ကြလေဆိုကခိုးပြစ်လာသူတွေထင်နဲ့အကြံဉာဏ်ပေးနေကြပြန်ပါတယ်။လီယီရှုကချင်မူနဲ့သာခလေးတွေမွေပြီးအိမ်ပြန်ခေါ်သွားမယ်ဆိုရင်အဖေဖြစ်သူဒေါသထွက်မှာဖြစ်တယ်လို့ချင်မူကလည်းခေါင်းဖြက်ကွက်မျက်လိမ့်မယ်ဆိုပြီးအပြိုလေးစိတ်ကူးယဉ်နေခဲ့ပါတယ်။ဟူလင်းအာကတခင်လေးကိုစိတ်ကူးယဉ်နေပြန်ပြီးဆိုပြီးဒေါသချိတ်ဖြစ်နေရတယ်လို့အဖိုးအဖွားတွေကလည်းမောင်းလာတဲ့အခါကျရင်ကျင်းစာဦးစနီးမောင်းတဲ့အတွက်အခန်းတစ်ခန်းပြင်ဆင်ပေးကြပြန်ပါတယ်။ ညမောင်သာတဲ့အခါစိမ့်ပြနွားကြီးကတခင်ဖြစ်သူအတွက်စိုးရိမ်တပြင်းချနေရပြီးမြခင်လွင်ပြင်တိုက်ပွဲတွေကိုလုံတန်းနန်းတော်ကြီးကနောက်ွယ်ကနေကြိုးကင်ချဲလဲနေတာဖြစ်ရမယ်ဆိုပြီးလင်းရင်ရှုကရန်ခမ်းတိုင်းပြည်အတွက်စိတ်ပူပန်နေခဲ့ရပါတယ်။ချင်းမူကခြံဝင်းအပြင်ဘက်မှာအစီရင်တွေခင်းထားလိုက်ပြီးတကားပိတ်ပြီးတဲ့အခါမှာတော့လင်းရင်ရှုထံတန်ကြီးဆေးထုတ်ပေးလိုက်ပါတယ်။လင်းရင်ရှုကနောက်ကြောတန်ရာတွေကိုသူမကိုယ်တိုင်မမြင်ရတာကြောင့်ချင်းမူကိုကူလိန်ခိုင်းလာတဲ့အခါချင်းမူကလိန်ပေးဖို့ပြင်လိုက်ပေမဲ့တခင်လေးကိုစားသူမလှုပ်ပေးလိုက်မယ်ဆိုပြီးဟူလင်းအားကကြားဖြတ်ဝင်လာလိုက်ပါတယ်။ ပြီးတဲ့အခါချင်းမှုကိုလည်းအပြင်ဘက်နဲ့ထုတ်လိုက်တာကြောင့်အခွင့်ကောင်းလွတ်သွားတဲ့ကောင်စုပ်လေးဆိုပြီးနွားနွားလေးပြောတဲ့အချိန်အစီရင်တွေရုတ်တရက်လင်းလက်လာခဲ့သလိုကောင်းကင်ထက်မှလည်းအလင်းတန်းတွေထွက်ပေါ်လာခဲ့ပါတယ်။ချင်းမှုတို့လည်းအိမ်ထဲဝင်ပုန်းနေလိုက်ကြပြီးရှာဖွေမှုပြီးစီးသွားတဲ့အထိအမောင်တွေပုံအောင်နေကြရသလိုအလင်းတန်းတွေကလည်းပြတင်းပေါက်တဲ့အထိစစ်ဆေးသွားခဲ့ပါသေးတယ်။လက်ရှိရောက်လာတဲ့အရာကကိုဝေရှင်ရဲ့မျိုးလုံးစစ်ဆေးမှုဖြစ်ပြီးချင်းမှုကအရှိန်အဝါဖုံးကွယ်ပေးထားနိုင်တဲ့အစီရင်ကြိုကင်းထားခဲ့လို့သာအခုလိုရှောင်လွှဲနိုင်တာဖြစ်ပါတယ်။ စိမ့်ပြနွားကတခင်ကြီးဖြစ်သူအတွက်စိုးရိမ်မှုပိုတိုးသွားခဲ့ရသလိုမျက်လုံးတွေဖြတ်ကျော်သွားတဲ့နောက်ချင်းမူလည်းအိမ်ပြင်ပြန်ထွက်လာခဲ့ပြီးခြံစည်းရိုးအပြင်ဘက်ကိုခိုးကြောင်ခိုးဝဲစစ်ဆေးကြည့်နေတဲ့အချိန်မှာပဲသူ့နောက်ဘက်ကနေလက်ကြီးတစ်ဖက်ရုတ်ချီးထွက်ပေါ်လာခဲ့ပါတော့တယ်